2024အတွင်းမှာဖိတ်ရွှေတည်ဆောက်ရတာတတီတွေတည်ဆောက်ရတာဘာဖြစ်လို့အရင်ကြီးခက်ခဲတာလဲတင်တန်းတွေလည်းတက်တယ်စူးစားပြီးလောက်တယ် page တွေလည်း follower ရအောင် video တွေလည်းတင်တယ် live တွေလည်းလွှင့်တယ်တတီမှာလည်း content တွေအဆက်မပြတ်လောက်တယ်ဘာကြောင့်ဟို view တွေတိတ်မရတာလဲဘာဖြစ်လို့အရင်တုန်းကလိုမျိုးမပေါက်တော့တာလဲတတီပြောပြမယ်နော်အခုချိန်မှာ online ကလေ hot တဲ့အချိန်မဟုတ်တော့ဘူးတိလား hot တဲ့အချိန်ဆိုဟိုးလွန်ခဲ့တဲ့2019တုန်းကအဲ့ဒီအချိန်မှာစပြီး hot တဲ့အချိန်အဲ့တုန်းကဝင်လာတဲ့သူတွေအတွက်ဆိုရင်အရင်ကြီးစူးစားစရာမလို post တွေနဲ့တင်ရောင်းလို့ရတယ် ကီတီတို့ဝင်လာတဲ့အချိန်2019ဒါပေမဲ့2019အထက်18အဲ့ဒီအချိန်မှာဆိုရင်တော့ငါ YouTube post နဲ့တင်ကဝယ်သူကရှိလာပြီဒီ2019မှာဆိုရင်အာ post တွေလာလာရောင်းနေတင်ကဝယ်သူရှိလာပြီ live တွေ video content တွေအရင်ကြီးစူးစမ်းစရာမလိုသေးလား live တောင်မှလေဖြစ်တယ်လို့မျိုး live အပို့တောင်မှဖြစ်တယ်လို့မျိုး post before after တွေတင်ရောင်းနေတင်ကရောင်းလို့ရပြီအဲ့ဒီအချိန်မှာကတဲ့ကဝင်လာတဲ့သူဆိုရင်အခုချိန်မှာအလုံးချမ်းသာနေကြပြီတိလားအခုချိန်မှာကိုဝင်လာတာကိုမတော်တာမဟုတ်ကိုနောက်ကျသွားအခုချိန်မှာ hot တဲ့အချိန်ထက်ပြီသွားတဲ့အချိန်ပ ေါ်သွားတဲ့အချိန်ဆိုတာဖြစ်သွားပြီပေါ်သွားတဲ့အချိန်မှာပြိုင်ဆိုင်တွေများလာတယ်လှုပ်တဲ့သူတွေများလာတယ်ရောင်းတဲ့သူတွေများလာတယ်ဖန်တီးတဲ့သူများလာတဲ့အခါမှာ profile ကအစရိုးရိုး profile မရဘူး super star မရမယ် content ကအစဖြစ်တယ်လို့ content မရတော့ဘူး content ကအစ wow နေရမှာ live ကအစ camera နဲ့လာလွိနေကြတယ်တိလာ phone ကောင်းစားနဲ့ camera ကောင်းစားနဲ့လွိနေရမှာဒါမှကြည့်တဲ့သူဆိုတာရှိလာတယ်အရင်အသွေးနဲ့အရန်ကိုပြန်ရ အရင်အတွဲနဲ့အရင်အတွဲအရန်ရှိမှရတော့မှအရင်တော့ဆက်အရင်အတွဲရှိအောင်နဲ့ရပြီအရင်တွဲတော့တိတ်မလို့ဒါပေမဲ့ခုနောက်ပိုင်းမှာအရင်အသွေးအရန်လိုအပ်တယ်အရင်သွေးလည်းရှိရသလိုအရင်အတွဲလည်းရှိပေးရမယ်အဲ့တော့ KTD လောက်ထိပြောလာပြီ KTD လောက်ထိပြောလာပြီဟုတ်ကဲ့နော်ဒီပြောချင်တာကအခုမှဝင်လာတဲ့သူတွေမမီတော့ဘူးလားအေးပါပြောတယ်ဟုတ်ကဲ့ဟိုလာလို့ပြောโอเคဆက်ပြောမယ်နော် 走我嗎，那么。 ဝင်လာတဲ့သူတွေအတွက်ရောဘယ်လိုပြင်ဆင်ရမှာလဲเนาะနှီးအောင်ဘယ်လိုတွေဆက်လုပ်ရမှာလဲအဲ့တော့ကိုကဝင်လာပြီးဒီ2024 2025နောက်ပိုင်းမှာကိုကမှီချင်တယ်လှုပ်ပြီးပြက်လက်တွေထွက်လာချင်တယ်ဆိုရင်ကိုလှုပ်ရမယ့်အရာပါလဲဆိုတော့ trans ဖြစ်တဲ့အရာပို့ပေးလိုက်ပေးရမယ်အခုချိန်မှာကိုကဖိတ်တစ်မျိုးနဲ့ပဲသွားနေလို့မရကိုအတွက်မှီတဲ့အရာပါလဲဥပမာအခုချိန်မှာဆိုရင်ထီထီကဝင်လောက်တဲ့သူကများနေပြီဒါပေမဲ့အရာများတဲ့အထဲမှာမပါသေးဘူးမှီသေးတဲ့ထီထီအတွက်ပေါ့เนาะအာပြီးတော့ထီထီကဖိတ်ထက်ကတိစောက်ရတာပို့ပြီးလွယ်ကူတယ်ပို့ပြီးပ ောက်ညံတဲ့ပူပြီးထရောက်တယ်ဒါပေမဲ့နီလန်တော့အမှန်ကန်ဖို့လိုအပ်တယ်ဝီဒီယာရှိရမယ်ပုံမှန်ဆက်တိုက်ရိုက်နိုင်ရမယ်ကိုယ့်ရဲ့ content ကလည်းဖြစ်တယ်လို့မျိုးမရတော့ဘူး quality ရှိရမယ်ကိုယ့်ရဲ့ customer အုပ်စုတည်ချမှုပို့ပြီးရှိလာရတော့မှဒါကြလို့ကို customer အုပ်စုမရှိဘူး view ရဖို့အရေးဆိုရင်အဲ့လောက်နဲ့ကိုရောင်းလို့ရမှာမဟုတ်အဲ့တော့ quality တွေညှိနိုင်မှကိုယ့်ရဲ့ content ကနေကိုရောင်းလို့ရမယ်ဝေလာပြီးတိဆောက်ရမယ်အတူတူတိဆောက်ပြီးမွေလဲရခြင်းနဲ့ပေါက်လဲပေါက်ခြင်းနဲ့ထိရောက်ခြင်းနဲ့ဆိုရင် KTP ဖြိထားပေးတဲ့ content best seller တင်တာတစ်ခုရှိတယ်ကိုက content အကြောင်းသိ ေချာတိမှလောက်တက်မှအချိန်ကောင်ရတာတက်တာမယ်ပူပြီးထရောက်မယ်တကယ်လို့ရက်လက်ကောင်ထွက်ဖို့ဆုံးပြချက်ချထားပြီးအောင်မြင်ဖို့လည်းဆုံးပြချက်ချထားပြီးဆိုရင် content အကြောင်းတေချာလေးလေ့လာပြီးတော့သင်ယူပါသင်တန်းထဲမှာဆိုရင် content နဲ့ပတ်သက်တာ360ဒီဂရီသင်ထားပေးပါတယ်ဆောက်လုပ်တဲ့သူတွေအတွက်ရောဒီလောက်ပြီး content အကြောင်းလုံးဝမသိသေးတဲ့သူတွေအတွက်ရောအဲ့ဒီသင်တန်းထဲမှာသင်ယူဖို့တိတော်ပါတယ်သင်တန်းကြီးကတော့9သိန်းနဲ့9000ဒီဗီတော့ကနေလာတဲ့သူတွေအတွက်3သိန်းခွဲနဲ့ရရှိတော်မယ်ဖြစ်ပါကျေးဇူးတင်ပါတယ်